မင်္ဂလာပါခေါလေးစားပါအဲမဟုတ်ပါဘူးရောင်းသွားလို့နော်ကျွန်တော်တစ်နှစ်တစ်နှစ်မင်္ဂလာပါလေးစားပါလေဆိုပြီးပေါက်ကရတွေထွက်ထွက်ပြောနေတယ်ဘူးလက်လှဆိုကြတော့ဖန်းခံ ထိပ်ပြီလားထုခံထိပ်ပြီလားတက်ပဲတက်ခံထိပ်ပြီလားတော့မသိဘူးတေချာတာကတော့တခုခုတော့ဖြစ်နေတယ်နော်အဲ့တော့အခုသူတို့ဘက်ကလူတွေတယ်ရေးတဲ့လူရေးတာတယ်ဒီဘက်မှာလည်းတရင်တင်တဲ့လူတင်တာတယ်အားလုံးတည်တဲ့အတိုင်းမဲစရင်မှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့ အာနာယူပြီးအာနာသိမ့်တဲ့စစ်တပ်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့အဒီအတူအောင်ပွဲမှတော့မှလူ900မှာ300ကစရင်မှားနေပါလေဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးနဲ့လှဆိုတဲ့ဇကားတခုံးဟာနော်ခွေးကိုနှာနှုတ်ကိုဖျက်ရိုက်လိုက်သူတို့မင်းအောင်နိုင်ကထိပ်သွားတာမှအချိုက်ကိုထိပ်သွားတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းရတယ်ဘာထွက်ပြောလဲဆိုတော့နော်ဘူးနဲ့လှဆိုတဲ့ဇကားကြောင့်လူတွေတိကုန်တယ်လူတွေတိကုန်တဲ့အတွက်နော်ဒီစစ်ကောင်းဆောင်တွေ နော်တိတ်ခါတွေကြပါလေဆိုပြီးတော့ဘူးနဲ့လှဆွေကိုဖမ်းအောင်လို့ထွက်ပြောခဲ့တဲ့အတွက်မနေ့ကတော့ကျွန်တော် reaction လုပ်ထားရည်ဒီအခုဒီနေ့မှာတော့ဘူးလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့ဆက်သွက်မှု area ပြင်ပရောက်နေပါတယ်လူကြီးမင်းခေါ်ဆိုတော့လေးစားပါတယ်ဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရေးမှာထုတ်ခံတိနေပါပြီရှင်ကျွန်တော်တင်းလေးကိုဖတ်ပြပါမယ်နော်နေပြည်တော်မှာမဲစင်းမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေကိုမနေ့ညပိုင်း စစ်တပ်ကနေရင်ကနေလာရောက်ခေါ်ဆောင်တွားပြီးဒီနေ့မှာအဆက်အသွယ်မရတော့ဘူးလို့တိရပါတယ်အော်တိုဘာလ9ရက်နေ့မှာဘူလက်လှဆွေဟာနေပြည်တော်မှာမဲဆင်းတွေမှားနေတဲ့အကြောင်းလူဦးရေ900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့လူတွေစရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လဲပြုတ်ပြင်ရမယ့်အချိန်တစ်ပတ်တာကျန်တော့ကြောင်း မဲစရင်မှိုင်းမှုအစင်မပြေကြောင်းဘူးလက်လှဆွေကထုတ်ဖို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်အော်တိုဘာလ၈ရက်နေ့ညပိုင်းမှာဘူးလက်လှဆွေကိုစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အထိဘူးလက်လှဆွေရဲ့လက်ကင်ဖုံးတွေကိုလည်းဘယ်ဖုံးမှခေါ်လို့မရတော့ပါဘူး။ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံးတက်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့လှဆွေရဲ့ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာတွေ့ရပါတယ်။ စစ်တပ်နဲ့လော်ဘီအမိခံတရင်သမားတွေစုဝေးနေကြတဲ့ Viber မှာလဲတရင်သမားအမိခံစစ်တပ်လော်ဘီအောင်မင်းကဘူဒန်ဆာဆိုရင်အဖမ်းခံထားရသလားလို့စစ်တပ်ကမေးခွန်းထုတ်ထားပေးမဲ့လဲစစ်တပ်ဘက်ကဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးလို့အောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကြံဖို့ရဲ့မာခံလော်ဘီလည်းဖြစ်ပါလေမဲစရင်မာရင်မှုအကြောင်းပြလို့အာနာတိန်ခဲ့တဲ့စစ်တပ်အတွက်ဘူးတဲ့လှဆိုရဲ့ဝေဖန်ချက်ကအရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြံခံရဲ့ တတိယမိကတုံးတက်ပါတယ်ဒါပေမဲ့ဘူရလဆိုကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မေးနေတာလားဆိုတာကိုကြန့်ခန့်ရေးပါတီဘက်ကလည်းဘာမှမထင်ဘူးလို့အဲ့ဒီတတိယမိကဆက်ပြောပါတယ်ကြမ်းဖို့ပါတီအတွင်းမှာမင်းအောင်နိုင်တဲ့စစ်တပ်ထိပ်ပိုင်းကတိုက်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတောင်တီးခွင့်မရှိတော့ဘူးလို့ကြန့်ခန့်ရေးတတိယမိကပြောဆိုပါတယ်နေပြည်တော်ပုဗ္ဗတီတိမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူလက်လှဆွေရဲ့ဖန်းခံထားရတာလားခဏခေါ်မေးခံထားရတာလား TikTok မှာတူထုံးစံအတိုင်းဗီဒီယိုအတိုတွေတင်ပြီးသင်ပြင်သုံးသပ်ချက်တွေရန်တမ်းထပ်ပြောနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။ကဲဒါကတော့တည်င်းမှာပါလာတဲ့အတိုင်းကျွန်တော်ဖတ်ပြတာ။အဲ့တော့လက်ရှိသူတို့ရဲ့ဒီစစ်ခွေးဘောမဒီဘက်မှာလည်းဘူးလက်လှဆွေကိုစစ်တပ်ကခေါ်ရတာတော့ဟုတ်တယ်နော်အာဘာမဟုတ်ဘာညာနဲ့ပြောပြီးတော့ဖြီးဖြန်းပြီးတော့ပဲပြန်ထွက်လာမလားဒါမှမဟုတ်ဇော်ဘုံဟိန်းလိုမျိုးအဲဇော်ဘုံဟောင်းလိုမျိုးပဲဘူးလက်ကြီးလေဂျေအောင်ရမလားဆိုတာတော့ ဒါဘယ်သူမှမပြောနိုင်သေးဘူးပေါ့နော်စောက်ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီညမှာပြောချင်တာကဘလို့ဖြစ်ဖြစ်ဘူးလက်ပြောတဲ့ဇကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်ပါတော့ကျိန်းတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီညမှာတုံးတက်ပြချင်တာကဘူးလက်လှဆွေဆိုတာစံဖို့ပါတီရဲ့ထိတ်ပိုင်းအမာခံကောင်းဆောင်နော်စောက်ပေါင်းဖြစ်ခံပြီးတော့ကိုဗယံပဓာထွက်ပြောပြီးစံဖို့အတွက်ကိုရက်တီတဲ့ဒုတိယအားလုံးနဲ့တည်တယ်အဲ့လိုလူမျိုးတယောက်တောင် မဲဆင်းမှားနေလို့မှားနေတယ်ပြောတာကိုဆက်ဆက်အထိမခံအခုလို့ချက်ချင်းခေါ်ပြီးတော့ဒါမေလာချက်ချင်းခေါ်ဖန်လာဆိုတော့မတိသေးဘူးအော်အဲ့လိုလောက်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားဘယ်အနေအထားဖြစ်နေတာလဲဒါဘူးလက်လက်ဆိုလို့ဆိုလဲဒီစစ်ဘုံကျုပ်တိုင်းဝင်းနဲ့ထွက်လာတဲ့လူပဲသူတို့စစ်ဘုံကျုပ်အချင်းချင်းတောင်မှမှားလို့မှားတယ်တောင်ပြောခွင့်မရှိတဲ့ဒီအဝင်းအဝိုင်းကြီးကကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုဆက်ဆက်မှာလဲ ဒါကိုဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းလို့ဒီကျပ်ဖို့ပါတီအတိုင်းဝိုင်းဝင်နေတဲ့တိတင်တယ်နော်ဒါလေးကိုဒါတွေကိုကြည်ချင်းအဖြစ်ခင်ဗျားတို့တိတင်တယ်နောက်တစ်ခုကလက်ရှိကျပ်ဖို့ပါတီမြန်မာပြည်မှာ NND ဘာကြောင့်အားကောင်းတာလဲလက်ရှိကျပ်ဖို့ပါတီကြောင့် NND ကအားကောင်းတာရှင်းရှင်းပြောရင်ကျပ်ဖို့ပါတီဟာ NND ရဲ့ lobby ဆိုရင်မမှားဘူးဗျတကယ်ပြောတာဘာဖြစ်လို့လဲကျပ်ဖို့ပါတီကိုအစအနေကျွန်တော်တုံ့တက်ပြမယ်နံပါတ်1ကျပ်ဖို့ပါတီဟာအတင်းပိုင်းကနေ ပါတီပိုင်ဖြစ်ပြောင်းလဲခဲ့အဲ့တော့တူရဲ့ရက်တီမှုကစလာတဲ့ကဥပဒေနဲ့မညီဘဲနဲ့အာဏာရှိတဲ့အတိုင်းလုပ်ချင်ရင်လုပ်ခဲ့တာအမှန်တကယ်ဆိုဥပဒေကြောင်းရဆိုရင်ပါတီပိုင်ပစ္စည်းသည်နိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အများပိုင် sorry အတင်းပိုင်ပစ္စည်းသည်နိုင်ငံပိုင်ပစ္စည်းအများပိုင်ပစ္စည်းဖြစ်တယ်အဲ့ဒီအတင်းပိုင်ပစ္စည်းကိုနိုင်ငံပိုင်အဖြစ်ပြောင်းပါတီပိုင်ဖြစ်ပြောင်းလဲလို့မရဘူးနော်ဒါပေမဲ့စစ်ဘုတ်ပါတီဟာ ကြမ်းမခိုင်ဖွင့်ပြိုးရင်အတင်းဆိုပြီးတော့တနိုင်ငံလုံးမဝင်မနေရလူတွေလုပ်ပြီးတော့ဝင်နေပန်တီယုံတွေဒီအတင်းရဲ့ယုံတွေယုံကန်းတွေအတုံးဆောင်ပစ္စည်းတွေကစပြီးတော့ဒါဟာအတင်းပိုင်းလုတ်ခဲ့တာအဲ့ဒီအတင်းပိုင်းကိုပါတီပိုင်းဖြစ်ပြောင်းလဲလိုက်တော့ဘာဖြစ်သွားလဲဒါဟာအလွဲတုံးစားလုတ်တာပဲစလာတဲ့အလွဲတုံးစားလုတ်တယ်ကထဖွင့်လုတ်ပေးလိုက်မှတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင်လက်ရှိတန်းနိုင်ဖွင့်ပြိုးပါတီရဲ့ဖွဲ့စည်းပုံဖွဲ့စည်းပုံကိုကြည့်လိုက်မှဆိုရင်တန်းနိုင်ဖွင့်ပြိုးပါတီမှာနော် ်မြို့နယ်အဆင့်ကစပြီးတော့ဗဟိုကော်မတီဝင်နောက်ဆုံးဥက္ကဋ္ဌအထိဘယ်ကလူတွေစစ်တပ်ကဘောင်းမီချွတ်လာတဲ့လူတွေအဲ့တော့ကျန်းမာရေးဖွံ့ဖြိုးရေးပါတီစတင်တည်ထောင်တဲ့ကဟိုအတင်းချိန်တဲ့ကနေပါတီဖြစ်တော့လဲပါခဲ့တယ်ပါတီဖြစ်ပြီးတော့ရွေးကောက်ပွဲတွေမှာလည်းတောက်လျှောက်ပါခဲ့တဲ့အမာခံတွေအများကြီးရှိတယ်တာမန်ပြည်သူတွေတာမန်ပြည်သူတွေကဝန်ထမ်းတွေလည်းပါတော့ကျွန်တော်ပြောလို့ဆရာဝန်တွေလည်းပါမယ်အင်ဂျင်နီယာတွေလည်းပါမယ်အားကစားဘက်ကလည်းပါမယ်ကျန်းမာရေးဘက်ကပါပညာရေးဘက်ကလည်းပါမယ်စသဖြင့် နိဌာနအယောင်တွဲပေါင်းစုံနဲ့ပါထားတဲ့အမာခံကြံ့ခိုင်ဖွံ့ဖြိုးပါတီဝင်တွေဟာအယိုးဓာဆွေးအောင်ကြံ့ခိုင်ရေးထဲမှာနေရတယ်ပြည်သူအမုန်းခံပြီးအယွန်ခံပြီးတော့ဒါကြံ့ခိုင်ရေးပါတီတည်တံ့ဖို့အတွက်အောက်ခြေနော်ကြောကုန်းတွေကုန်းခံပေးမယ်တကယ်တကယ်ဥဆောင်ခွင့်ရတာကြတော့စစ်တပ်ကဘောင်းမီချွတ်တဲ့တူတွေဒါနေရာဝင်ယူတယ်အခုရွေးကောက်ပွဲနော်တပါတီနဲ့ရှင်ပြန်ပြီးတော့ နောက်အာဏာရတာမရတာခါလောလောဆယ်တော့သူတို့အိမ်မက်ကတော့တပါတီတဲ့ရှင်ကြီးတပါတီအစိုးရဖွဲ့ဝင်ကြီးနေရတယ်နော်နောက်မှဟိုတိုင်းပြည်အာဏာရတာမရတာတာထားအဲ့တော့အဲ့လိုအခြေအနေမျိုးမှာဒီတိုင်းနိုင်ငံဖွံ့ဖြိုးရေးပါတီမှာအမာခံတသက်လုံးတော့အောက်ကြီးနော်ကုံယုံခံလာတဲ့လူတွေကနေရမရပဲနဲ့မင်းအောင်လှိုင်ကသူ့လူဘယ်ရောက်သွားဆိုပြီးတော့ထဲလိုက်ကောက်ကောက်ပြီးတော့လွတ်တော်အမတ်နေရာလာယူသွားတယ်အဲ့တော့ကိုမောင်မောင်မင်းဒီမင်းမင်းရမယ်တိုင်းနိုင်ငံဖွံ့ဖြိုးရေးပါတီထဲမှာတသက်လုံးအမာအမုန်းခံအပြောခံအစဲခံပြီး လုံလာတဲ့ပါတီဝင်တွေပါတီဝင်အဟောင်းတွေကပါတယ်နွားတွေလားကိုကိုနွားတို့တတ်မှတ်ထားလို့ရှိရင်တော့ဒါခင်ဗျားတို့တဘောပဲเนาะကျွန်တော်ကျွန်တော်ပြောရရင် sorry ဒါကျွန်တော်အမှန်တရားတုံးတက်ပြเนาะဘာအမှန်တကယ်ဆိုရင်သူ့လုံတက်နဲ့သူ့အရင်ရှင်းနဲ့သွားတင်တာမဟုတ်ဘူးလားအဲ့တော့ကြက်ကိုင်ပူဇော်ပါတီရဲ့ဖြစ်နေတဲ့ပုံကြည့်အဲ့တော့ငါတို့ကကြက်ကိုင်ပူဇော်ပါတီဝင်ထားလို့เนาะပါတီထဲမှာစူးစမ်းထားလို့နေရာတနေရာရဖို့မပြောနဲ့နွားစင်ပဲအဖြစ်ခံအိမ်ဖြစ်ခံသူတို့တွေ စစ်တပ်ကစစ်ဒီဘောင်းမီချွတ်တွေလာရင်အစင်နဲ့ထိုင်မဲ့ကလေးခိုင်တို့အောက်ခံကြောမိုးခံပေးရတယ်အတူတူဖြစ်နေနှစ်ချက်နော်ဒုတိယတတိယတစ်ချက်တတိယတစ်ချက်ဒီဘာလဲဆိုတော့လက်ခိကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဒီ NND အပါအဝင်ပေါ့နော်တသက်လုံးနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာပါခဲ့တဲ့ဒီစစ်ခေါင်းဆောင်ပိုင်းတွေဟာတသက်လုံးစစ်ဘိုလ်ချုပ်လောက်လာပြီးတော့တော်တစ်ဖက်တော်နိုင်ရေးဖက်အတိုင်းဝိုင်းဘဒူတက်လာမယ်တက်လာတဲ့လူမှန်သမျှမျိုးစုံနှိပ်ကုတ်ခဲ့တာနောက်ဆုံးမြစ်တာတော့လက်လက်ရွတ်တဲ့ တန်ဃာတွေဝါအစာရရစက်စက်တက်ဖြတ်ခဲ့တဲ့စစ်ကောင်းဆောင်ဟုတ်တယ်နော်အဲ့ဒီလူတွေကဘောင်းမီထုပြီးတော့ကြမ်းဖိုင်ကြမ်းဖို့တဲကိုလာခဲ့တယ်ကြမ်းဖို့တဲရောက်ပြီးတော့အရက်သားအယောင်ဆောင်ပြန်တော့လေအရက်သားပုံစံမလုပ်ဘဲနဲ့ဘာလုပ်လဲတစ်ဖက်အတိုက်ခံပါတီကိုအတိုက်အခံလောက်ကမယ်အစာအတိုက်ခံလောက်တယ်ဆိုတာကမင်းတို့လောက်တာဒီနေရာတော့မှားနေတယ်ကွာအမှန်ကဒါအဲ့ဒါအတိုက်ခံအတိုက်ခိုက်ဆိုတာကအပြစ်ပဲထိုင်ပြောပြီးတော့ဒီကောင်တွေကိုထိုးချတယ်အဲ့ဒါအတိုက်ခိုက် လက်ရှိတန်းခိုင်ခွေရွေးပါတီဒီအတိုက်ခံလို့လားအတိုက်ခိုက်လို့လားပြည်သူအားလုံးတည်တယ်အဲ့တော့ယုံကြည်စရာသူ့ပုံတကွက်မှမရှိဘူးသူ့ဟောယုံကြည်စရာတကွက်မှမရှိလေ NND ကိုပြည်သူကပုံဩပြီးအားပေးတယ်လက်ရှိမြန်မာနိုင်ငံကြီးအဲ့ဒါပဲရှင်းရှင်းလေးပဲအဲ့တော့ NND ရဲ့အမာခံ lobby ဒီခမားတို့ပြောတဲ့ဏိဘိတ်မဟုတ်ဘူးစိမ့်ဘိတ်ဒီနော် LND ရဲ့အမာခံ lobby ဟာနိဗိတ်မဟုတ်ဘူးเนาะမင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေပြောနေတာအာနိဗိတ်တွေကဘာဖြစ်လဲ LND အဗန်ဒီကိုတကယ်အမာခံအင်အားကောင်းတစ်လုံးလှုပ်လာ ပေးလာသည်စိမ့်ပိတ်သည်အခုလဲခင်ကြီးကဘူပတိဗမ္မတိတဲ့ထွက်ပြောပြန်ပြီဒီရွေးကောက်ပွဲမှာတို့ကျင်းနေအစိုးရဖွဲ့လို့ရမယ်အန်အန်ဒီရဲ့အခန်းကဏ္ဍကတော့နိုင်ငံရေးမှာပြီးွားပါပြီတို့စိတ်ထဲမှာအန်အန်ဒီဆိုတာနာမည်လို့ထင်တာမတည်ဘူးအဲ့ဒါလော်ပေးတာအန်အန်ဒီကိုတို့လော်ပေးတာတကယ်အန်အန်ဒီဆိုတာကအန်အန်ဒီဆိုနာမည်လားအခုဒေါ်အောင်ဆန်းစုကြည်ပါဝင် အန်အန်ဒီဟာနာမည်အခြားတစ်ခုနဲ့ကောက်ထောင်လိုက်မယ်ပြည်သူဘုရုအားပေးမယ်အဲ့ဒါပဲအန်အန်ဒီဆိုတာနာမည်မဟုတ်ဘူး တီသူကိုကိုစားပြုနေတာအဲ့ဒီကိုစားပြုနေတဲ့အရာကိုဝင်းကပြောသလိုကိုဘက်ပါလာအောင်ဘလို့အမှန်တွေကိုလောက်ပြပြီးတော့အခုဒီပဘောမတွေနော်ကိုမောင်မောင်တို့ကိုမောင်စိုးတို့အမှန်တွေထွက်ပြောလာကျန်းဖို့ပါတီခေါင်းဆောင်တွေကအဲ့ဒီပုံစံလောက်လာမယ်ဆိုရင်တီသူဟာချက်ချင်းကျန်းဖို့ပါတီရောက်လာပါနော်ညှဝါမယ်အခုတော့မဟုတ်ဘူးကျန်းဖို့ကဗယံပဒါတွေပြောပြီးတော့နေတော့တပြည့်ပြည့်နဲ့ပြည်သူကဓမ္မထိုင်ထိုင်ဒီဘက်အင်အားတို့ဖြစ်နေတာနော်အဲ့ဒါသူတို့စိတ်ထဲမှာအခုဒါ NLD ပါတီရတဲ့ ခင်ရဟုထွက်ပြောတယ်တမိုင်းမှာမရှိတော့ဘူးနိုင်ငံရေးမှာမရှိတော့ဘူးတူလန်းတူယူရတာကျွန်တော်တို့လည်းလောက်တာမဟုတ်ဘူးခလေးကလားစကားတွေဟမ်ပညာမဲ့စကားတွေအဲ့တော့ပါတီတစ်ခုရဲ့ခေါင်းဆောင်လုပ်နေတဲ့လူတစ်ချိန်ကလည်းစစ်ဘိုလ်ချုပ်လုပ်ခဲ့တဲ့လူတယောက်ရဲ့စကားဘလောက်တန်ဖိုးမဲ့နေတယ်ဘလောက်အနှစ်တာရကင်းမဲ့နေတယ်နော်ဘလောက်စောက်ပြတ်နေလဲပြည်သူတွေကသိတယ်မတိတာသူတို့ကိုယ်တိုင်ဆိုတော့ဘာဖြစ်သွားလဲသူတို့ဒီ NND ကို lobby လုပ်တယ်အဲ့တော့တကယ်ပြောတာမှာ NND ရဲ့ lobby ဒီကြံ့ဖို့ကောင်းဆောင်တယ် နော်အဲ့ဒီထဲမှာအခုဘူးလက်လာဆိုရင်ဘူးလက်လာဆိုရင်တခွန်းပြောလိုက်တာနဲ့ဘာဖြစ်လဲချက်ချင်းခေါ်ခေါ်ခံထိတယ်ဒါဖမ်းမှလားမေးမှလားထုမှလားမသိသေးဘူးဘာမှမမေးတော့မှနော်ဘာမှမလုပ်တော့မှခေါ်ခံထိပြီဆိုတော့ကစောက်တဲ့ခါမရှိတော့ဘူးကွာရှင်းနေတယ်ကိုယ့်ဘက်အဖွဲ့အချမ်းကကိုယ့်ကိုပြန်ခေါ်ပြီဆိုတော့ကစဉ်းစားကြည့်ပေါ့သူတို့ခေါ်အောင်လဲကြော်မျိုးမင်းတို့ကဝိုင်းပြီးတော့လောနေတာနော်အဲ့တော့တမ်ဒီကျန်းမာရေးပါတီဝင်တွေအနေနဲ့အခုကျွန်တော်ပြောရတဲ့အချက်၃ချက်ကိုစဉ်းစားပါ မှားတယ်ဆိုရင်ပြောပါမမှားဘူးကျွန်တော်ပြောတာမှန်နေတယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြန်လဲသုံးတတ်ပါကိုလုံနေတဲ့အလုပ်ရက်တွေမှန်လားမှားလားငါတို့ကဘယ်ဘဝရောက်နေတယ်ဒါလေးကိုတည်သိချင်ပါတယ်ကျွန်တော်တွေးခွဲတာမဟုတ်ဘူးရန်တိုက်တာမဟုတ်ဘူးအမှန်တရားကိုပဲချပြတာပါခမားတို့စိတ်ဆန္ဒတဘောကြိုက်တယ်လို့နေနော်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပုံကိုမြင်အောင်ချပြတာအဲ့ဒါရှင်းရှင်းလေးပဲဟုတ်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဇော်ဘိုးဟောင်တကောင်မရှိတဲ့အတွက်ကျွန်တော်တို့မှခွေးမောင်းရတာတက်တာ အခုတခါဘူးလက်ကြီးတယောက်မရှိတော့လို့ရှိရင်နောက်ထပ်ထပ်တတ်အောင်မလားတော့မတည်ဘူးအဲ့တော့အဲ့ဒါလာပြောတာဘူးလက်လိုပဲဗောနော်အဲ့ဒါလာပြောတာနော်အဲ့ဒါလေးလာပြောတာတိလားအခုတော့အဲ့ဒါလေးလာပြောလို့မရဘူးနော်မင်းအောင်လိုက်ရှိတော့ကြီးဒူးလေးထောက်ပြီးဘူးလက်မှာအဲ့ဒါလေးလာပြောတာအဲ့ဒါပဲလှုပ်လို့ရတော့မယ်နော်အဲ့တော့စဉ်းစားပါဗျာနော်ဟိုငါတို့တိုင်းပြည်ရဲ့အနေထားငါတို့လက်ခံထားတဲ့ဒူဒီရဲ့အနေထားအခုပဲကျွန်တော်တို့အောက်ကတိုင်ရင်တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်နဲ့ကျွန်တော်စကားပြောပြသေးတယ် နော်တော်တော်ကုန်သွားတဲ့အချိန်၃နာရီလောက်မိဘတော်ရှိတယ်ကျွန်တော်တို့ထိုင်စကားပြောရတယ်ကျွန်တော်တို့ပဲအချမ်းအကြောင်းလေဟိုဘက်အချမ်းကိုပြောတာမဟုတ်ဘူးစစ်တပ်အကြောင်းလည်းပြောတာမဟုတ်ဘူးချက်ဖို့အကြောင်းလည်းပြောတာမဟုတ်ဘူးကျွန်တော်တို့ပဲအချမ်းကလွဲမှားတဲ့လောက်ရက်တွေကိုအချင်းချင်းရင်ပုတ်ပြီးပြောကြတာဒါပေမဲ့ live ပေါ်မှာကျွန်တော်တခါမှမပြောဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ပဲအချမ်းမှာလေခုနကကိုယ့်ဘက်ကိုကိုပြန်ပြီးတော့ပြောနေတဲ့ဒုတိယအပြုတော်ဆောင်ဖို့လိုတယ်အခုလိုမျိုးကိုယ့်ဘက်မှာလည်းအဖွဲ့အယူကြီးပေါ့အယူကြီးနေနေရတယ်ကိုယ့်ကိုပြောလာတဲ့ကိုယ့်ဘက်အချမ်းကလူပဲစကားကိုနားထောင်ပါ တူဒီအပြုတ်ဘောဆောင်လာလားအပြက်တဘောဆောင်လာလားအပြုတ်ဘောဆောင်လာဆိုရင်လေးစားဆိုတာနားထောင်ရမယ်လက်ခံနိုင်ရမယ်ပြောတဲ့သူကလည်းကိုယ့်ဘက်ကမှားနေလို့ရှိရင်အပြုတ်ဘောဆောင်ပြီးပြောရမယ်ခွေးဝမ်းတောင်လေလေပြတဲ့လုပ်ရမျိုးလုပ်လို့မရဘူးเนาะကျွန်တော်တို့ဆိုပြောမယ်ဆိုအများကြီးဒါပေမဲ့ရန်သူပျော်အောင်မလုပ်ပေးနိုင်ဘူးเนาะဒါရှင်းရှင်းလေးပဲဒါပေမဲ့မှားနေတာတော့ကျွန်တော်လက်ခံမှာမဟုတ်ဘူးဂျိတ်နေတယ်မှားနေတာတော့ငါတို့ဘက်ဆိုပြီးတော့လက်ခံမှာမဟုတ်ဘူးအဲ့တော့ဒီကြမ်းကန်ကွန်ဆွေးပါတီ ဝင်နေအပါဝင်လက်ရှိတက်မတော်ဖြစ်သူများစတဲ့ဖြစ်ပေါ့နော်စဉ်းစားပါဒါကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းပြတာပါကိုအုံနောက်နဲ့ကိုစဉ်းစားပါခမားတို့တွေမှာအတ္တိတရားတွေလူတိုင်းမှာရှိတယ်ဘယ်သူမှယူနေကြတာမဟုတ်ဗျနော်ခံယူချက်စိတ်ပြင်းတာရယ်ခွင်းကပြောအတ္တစိတ်ငါအားပေးတဲ့အဖွဲ့ငါတို့ဘက်အချမ်းဆိုတော့အဲ့ဒီငါဆွဲအတ္တတွေအောက်မှာအမှန်တွေကိုမမြင်ဖြစ်မှာဆိုလို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပြတာအဲ့တော့ဘူးလက်လှဆွေလို့ဇော်ဘုံဟိန်းတို့ကိုနမူနာယူပါဖြစ်တင်လား ဇော်ဘုံဟိဆိုလဲခုနကပြောသူဇော်ဘုံဟိနောက်ဒီစစ်တပ်ကိုအမာခံလောက်တာရုပ်ပါထွက်ပြီးတော့အသေးခံလောက်တာဒါပေမဲ့အဲ့လောက်လောက်တဲ့သူကအာမလို့အာမရဖြစ်ပြီးစေတနာဒေါတာနဲ့နော်သူတို့ရဲ့လိုအပ်ချက်ကိုတခွန်းလေးပြောလိုက်တာနဲ့ဘာလို့လဲချက်ချင်းဖမ်းပြီးထောင်ကို70နှစ်ချပြစ်တယ်စဉ်းစားကြည့်ရင်ဖြစ်တဲ့လားမနက်ကဆိုရင်ခေါ်ပြီးတော့ပါးနေနားတွေလိုက်ပြလိုက်မင်းနောက်တော့အိတ်ဆောက်ချိုးချိုးရင်မင်းကအထဲကိုထည့်ပြင်မယ်ဇော်ဘုံထက်တော့ဦးမလားကဲဇော်ဘုံရောအပြစ်ပြောနေတဲ့သူတွေ ကျွန်တော်မေးရင်အဲ့လိုလောက်ထတ်တော့ဦးမလားအမာခံလေးဗျဟုတ်တယ်မလားအခုဘူးလက်လက်ဆိုရင်ဒီဘူးလက်ကတာစစ်ဘုံကျုပ်တယောက်တကယ်တန်းဖို့တည်းမှာအမာခံကြီးဒါလိုလူမျိုးတောင်မှမှားနေလို့မှားနေတယ်လေပြောမိတာနော်ချက်ချင်းခေါ်ကန်ကြည့်တယ်ဒါပေမဲ့ဘူးလက်ကလည်းခေါ်ကန်မထိခင်ဗီဒီယိုဖိုင်တစ်ဖိုင်တင်ပြီးတော့ဖြာခင်းသွားတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကိုပြီးရင်ကျွန်တော် reaction လုပ်ပေးမယ်နော်ဟိုဘက်အကောင့်မှာကျွန်တော်တင်ပေးမယ်အဲ့တော့လောလောဆယ်တော့ဘူးလက်ကတော့စံပြုတ်ပဲတောင်းနေပြီလားနော် လေးစားပါလေလုံနေပြီလားမတည်ဘူးပြကျွန်တော်မြင်အောင်လဲနော်သူ့ကိုခေါ်ရတဲ့စစ်တပ်ကအနောက်ရောက်ရင်ဟိုမှာအဲ့ခေါ်ရတဲ့နေမှာအရာရှိကဘလူးစောက်နေတယ်မသိဘူးဟိုရဝိုင်းရင် तू ကစီနီယာကြတယ်ဆိုပေမဲ့အဲ့ဒီဂျူနီယာကိုတွားပြီးတော့လေးစားပါလေအဲမင်းဘာပြန်ဆိုအဲ့လားလေးလာပြောတာဆိုပြီးတော့အခုတော့ဆိုရင်ဘလူးဖြစ်နေတယ်မသိဘူးနော်